ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အတံဖက်စေုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရှိမှန်လောက်ဆောင်နေဟုတမ္မတ်ကြီးဦးကျော်မွန်ထွန်းကကုလသမဂ္ဂအစည်းအဝေးတွင်နိုင်ငံတကာကိုသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အချမ်းဖက်အာနာသိန်းစေုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရှိမှန်ချက်ကိုလောက်ဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ္မတ်ကြီးဦးကျော်မွန်ထွန်းကကုလသမဂ္ဂတွင်နိုင်ငံတကာကိုသတိပေးပြောဆိုပါတယ်။ စက်တင်ဘာလ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောကုလသမဂ္ဂထွေထွေညီလာခံ၏အပြည်ပြည်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးနှင့်အထိမ်းအမှန် high level မျက်နှာစုံညီအစည်းအဝေးတွင်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါသည်တရားမဝင်အာဏာသိမ်းစေအုပ်စုသည်အန္တရာယ်ဖြစ်စေနိုင်သည့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေမြန်မာနိုင်ငံကိုအခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးရွှေရွှင်မှုတဲ့သို့တွန်းချခဲ့သောစေအုပ်စုသည်ငြိမ်းချမ်းသောအရက်ဖတ်အုံပြုမှုအတွက် နျူကလ িয়ার နည်းပညာကိုအသုံးပြုလိမ့်မည်မဟုတ်ကြောင်းပြည်သူပြည်သားများအပေါ်လွန်စွာဆိုးရွားသောစစ်ရာဇဝတ်မှုများကျူးလွန်နေသောစစ်အုပ်စုသည်အယက်ဖက်စစ်ဖက်နှမျိုးအသုံးပြုနိုင်သည့်နျူကလ িয়ার နည်းပညာကိုအယက်ဖက်အသုံးပြုမှုအတွက်သာဆောင်ရွက်လိမ့်မည်မဟုတ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါသည်မြန်မာနိုင်ငံ၏ရွေးကောက်ခံအယက်သားအစိုးရလက်ထက်နျူကလ িয়ার လက်နက်စံတပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBT တို့အတီးပြုလက်မှတ်ရေးထိုးခဲ့ပြီးနျူကလ িয়ার လက်နက်တာစီပိတ်ပင်ရေးဆိုင်ရာစာချုပ် DPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့သည် နျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးဆိုသည့်စူပေါင်းရှိမှန်ချက်ဖြစ်မည်ရေးအတွက်ထိုးတက်မှုရှိစေခဲ့ကြောင်းသို့တော့2022ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့်တရားမဝင်အာဏာသိမ်းမှုကြောင်းနျူကလ িয়ার လက်နက်တာစီပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNWR အတီးပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းအစီအစဉ်များရပ်ဆိုင်းသွားခဲ့ကြောင်းတမန်ကြီးကထောက်ပြထားပါသည် နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်များထိုးတက်မှုရှိခဲ့သည့်အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်သည်မြန်မာပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးဖြစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ဆက်တိုက်ပြင်းထန်စွာကျူးလွန်လျက်ရှိနေကြောင်းထို့ပြင်တချိန်တည်းတွင်တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည်အနေရဖြစ်စေနိုင်သည့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရှိမှန်းချက်ကိုဆက်လက်လုံဆောင်နေပြီးငြင်းငန်းစွာအရက်ဖတ်အုံပြုရန်ဟုသာအမည်တပ်၍နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနှင့် ပူပေါင်းလှုပ်ဆောင်နေမှုများတိုးမြင့်ဆောင်ရွက်လာနေကြောင်း၎င်းကရှင်းလင်းပြောဆိုပါတယ်။မြန်မာနိုင်ငံသည်နျူကလ িয়ার လက်နက်ကင်းစင်သောကမ္ဘာကြီးတိစောက်နိုင်ရေးဆိုသည့်စူပေါင်းရှိမှန်းချက်အပေါ်မြန်မာနိုင်ငံ၏ကတိကဝတ်ကိုထပ်မံအတည်ပြုပါကြောင်းထို့ကြောင့်မြန်မာပြည်သူများ၏အသက်အိုးအိမ်နှင့်အနာဂတ်ဆုံးရှုံးမှုများကိုတားဆီးပေးနိုင်ရေးအတွက်တရားမဝင်အာဏာသိမ်းစစ်အုပ်စုသို့လက်နက်ခဲယံတိုက်လေယာဉ်စီနှင့်အရက်ဖက်စစ်ဖက်နှမျိုးသုံးပစ္စည်းများစီးဆင်းထောက်ပံ့မှုများကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးကြပါယံကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးက ထပ်မံလေးနဲ့စွာတိုက်တော်ကြောင်းစေအုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခြင်းသည်စေအုပ်စု၏အနေရကြီးမှသောနျူကလ িয়ার ရည်မှန်ချက်ကိုပြည့်မီစေရေးအတွက်အစဉ်တစဉ်နှီးကပ်သွားစေမည်ဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာကိုအသိပေးပြောဆိုခဲ့ပါတယ်ရုရှားကူညီဖြင့်မြန်မာနိုင်ငံတွင်နျူကလ িয়ার အသေးစားတပ်ပေါင်းဖို့ဆောက်လုပ်ရန်ကြိုးစားနေသောအကြံဖတ်မိအောင်လိုက်ကမှုနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းရေးအတွက်အသုံးပြုမည်ဖြစ်ကြောင်းစက်တင်ဘာလ20ရက်မှစက်တင်ဘာလ29ရက်နေ့အထိ တွားရောက်သောရုရှားခီးစဉ်အတွင်မကြာခဏဆိုသလိုထုတ်ပေါ်ပြောဆိုထားပါတယ်။ဆေယုစုနှင့်ရုရှားအစိုးရအကြားမဂါဝတ်130အသီးစားနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရနှင့်ရှင်နျူကလ িয়ার တပ်ပေါင်းဖို့ကိုမဂါဝတ်330အထိတိုးချဲ့တိစောက်ရန်သဘောတူညီလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးမြဝတီမြို့နယ်မင်းလက်ပံဖလူရွာနှင့်မဲထော်တလီတို့ကိုစစ်တပ်က၄ရက်ဆက်တိုင်းဂျုံများဖြင့်ပုံကျဲချမှုစတင်ချောင်းဖုန်ကြီးချောင်းနှင့်နေအင်းများဖြက်စီးတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ဝတီမြို့ပြင်ရှိမင်းလက်ပံရွာဖလူရွာနဲ့မဲထော်တလေးဒေသတို့ကိုအကြံဖက်စစ်တပ်က၄ရက်ဆက်အတိခံကျုံညာဖြင့်ဖုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်စက်တင်ဘာလ26ရက်နေ့မှစတင်ပြီးအကြံဖက်စစ်တပ်ကမြောက်ဝတီမြို့ပြင်ရှိ မင်းလက်ပန်ရွာဖလူရွာနှင့်မဲထောတလီဒေသတို့ကိုအထီးကန်ဒရုန်းများဖြင့်လေရက်ဆက်ပုံကျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြံဖက်စစ်တပ်၏ပုံကျက်တိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လင်စာတင်ကြောင်းနှင့်ဖုန်ကြီးကြောင်းရှိအဆောက်အုံများထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည်။လေရက်ဆက်တိုက်ကိုစစ်ကွေးတွေကကျင်းနေတာဖလူရွာကို26ရက်နေ့မှာကျဲတဲ့ဖုန်ကြီးကြောင်းနဲ့စာတင်ကြောင်းပျက်စီးတဲ့28ရက်နေ့ညပိုင်းမှာမင်းလက်ပန်ရွာဖုန်ကြီးကြောင်းကိုကျဲတဲ့28ရက်နေ့မှာမဲထောတလီဒေသဖုန်ကြီးကြောင်းကိုကျဲတဲ့ ဒီနေ့29ရက်နေ့မှာမင်းလက်ပံရွာစတင်ကြောင်းကိုထက်ကျဲတာပါဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အလားတူမြောက်ဝတီမြို့နယ်အတွင်းကိုလည်းအစံဖက်စစ်တပ်နဲ့ PGF ပူးပေါင်းတမကအင်အားအလုံးရင်ဖြစ်မြေပြင်မှလည်းစစ်ကြောင်းထိုးနေ၍ထောင်ထဲချီတော်ပြည်သူများမှဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးစာဝတ်နေရေးကူညီမှုနဲ့ပါနေကြောင်းသိရပါတယ်ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်